အားမမင်္ဂလာပါ Idea Web Coming to Facebook နဲ့ YouTube Channel တွေကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Share ဖို့ချိုးရေးသားထားတဲ့ Code Don Grade တို့မဟုတ်ရေအောင်မျိုးလို့ဆိုရဲစာအုပ်အပိုင်း၉ကိုဖတ်ပြပေးတော့ပါမယ်ခင်ဗျာ Code Don Grade တို့မဟုတ်ရေအောင်မျိုးလို့ဆိုရဲစာအုပ်ကရခိုင်ပြည်နယ်ကြောက်ဖြူမြို့ကကန်းကုန်တော်ဘုရားသမိုင်းအကြောင်းခြေခံပြီးတော့ရေးသားထားတာဖြစ်ပါတယ်တနအီလာကန်းကုန်တော်ဘုရားသမိုင်းအကြောင်းစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ ဒီဗီဒီယိုကိုအဆုံးထိလိုက်ပါနားဆင်ဖို့အတွက်ဖိုက်ခေါ်လိုက်ပါစီခင်ဗျာဦးအောင်ဒါဇင်ပြောတာကလည်းအမှန်ပဲဖြစ်ပါတယ်ယခုသူတို့ရတဲ့မိုးဘောကမြင်ရတဲ့အကြောက်တန်ကြီးတစ်ထိုင်ကိုတဲတဲမမထောင်သားသလိုမျိုးမြင်ရတာကတော့နဂါဖျားမှာကိုဒွန်ဂရမီရဲ့အနောက်ဘက်တန်တာကြောက်တန်းဘောကဖျားဖြစ်ပါတယ်လက်ရှိအာဝမင်းအောင်ချုပ်တို့မူတဲ့ကိုဒွန်ဂရမီကြီးရဲ့ပတ်ဝန်းကျင်မှာရှိရှိကဘောလုံးတို့ဘေးလုံးတို့တွေနဲ့ ပါကမီတော်နောင်တော်ငယ်တွေကတည်ထားကုဝေပြုခဲ့ကြတဲ့ရေပထိုးဗုဒ္ဓရုပ်ပွားတော်များဒဇင်ပိုင်းခိုင်တဏ္ဍာမြန်ရခိုင်ဖျားပေါင်းဆိုတဲ့စာဆုံးနဲ့ညီအမြောက်များရှိပါတယ်။ဒီဖျားပရိုဇေဒီတူပါယူမှာတော့အကြီးကျယ်ဆုံးနဲ့အထူးကြဆုံးလက်ရာတွေကတော့တာဝရင်သာဖျား၊နေထွက်ဖျား၊နေမွန်းတိဖျားနဲ့နေဝင်ဖျားနဲ့ငတော်ဖျားတို့ဖြစ်ကြပါတယ်။တာဝရင်သာဖျားကတော့မြတ်စွာဘုရားတာဝရင်သာနတ်ပြည်ကမေတော်မိနတ်သားဝါရင်သုံးပါပါလုံး ဘုရားဓမ္မဟောကြားတော်မူပြီးသင်္ကနတ်ငကိုပြည်တို့ပြန်ကြွလာဝန်ကိုတရုပ်ဖော်ထားတဲ့မတ်တပ်အစင်းတို့ကြီးဖြစ်ပါတယ်။ကိုတုံလွေမျိုးကြီးရဲ့နောက်ဘက်မှာတော့အမင်းဆုံးကြောက်တော်ကိုထုလုပ်ထားတဲ့ကြောင့်မို့မိုးလင်းကာလဆိုရင်အုဒ္ဒရုပ်ဘွားတို့ရဲ့ဦးကောင်းမျက်နာတို့မှာမိုးသားတင်ခိုင်းတဲ့မလို့ပဲမိုးသားတင်ခိုင်းတဲ့ဖုံးအောင်နေတဲ့အတွက်ကြောင့်မို့မိုးမလဖေအားဆိုပြီးတော့လေကိုတုံခွေသားတို့ကတင်စားခေါ်ကြတဲ့ယုံထုတို့ကြီးဖြစ်ပါတယ်။တို့တို့ကြီးရဲ့ပခုံးတော်အောက်မှာတော့ ျောက်သားတွေကိုရှီဆောင်တန်းငွေဆောင်တန်းတွေနဲ့နတ်ပြမားတဲ့အပြည့်ကျောင်းစစ်လက်ရာတွေကိုထုရှိထားပါတယ်။အောက်ရှိမှာရှိတဲ့ကျောက်တောင်ပတ်လီမှာတော့ဂေါတမဘုဒ္ဓကိုမေတ္တာမယာဖွားမြင်တော်မူတရားစပြီးတော့ဘုရားဖြစ်တော်ရှင်ဗုဒ္ဓဝင်ရုပ်ထုတို့တွေကိုမေလာမင်းတို့ရဲ့အင်ဂျင်ဥယျာဉ်တော်မှာဘရိနိဗ္ဗာန်ဆံဝင်တော်မူရသည့်ထွန်းထုထားပါတယ်။ဘဝဝင်ကျင်မှာရှိတဲ့ကျောင်းလုံးကျောက်တုံးကြီးတွေမှာဗုဒ္ဓမြတ်စွာတန်တရားမှာကျင်လေခဲ့ရတဲ့တိရိစ္ဆာန်ဘဝအထွေထွေကိုဆင်းရုပ်မြင်ရုပ် ချင်းတည့်ရုပ်နွားရုပ်ကျွေးရုပ်ကအစမဲမျိုးပုံစံနဲ့ပုံဖို့ထုရှိထားတာကိုလည်းတွေ့ရပါလေ။မြတ်ဘုရားကတော့ကျွန်တော်တို့မြတ်ဗုဒ္ဓရဲ့အတ္တကဌာဏထေကဝုစီလနာတင်္ဂဟဆိုင်တော်မူတဲ့ပုံစံဖြစ်ပါတယ်။ဒီဝုစီလနာဘုရားကြီးကိုကိုတုံခွေလူကြီးရဲ့အနောက်ဘက်မှာရှိတဲ့ပင်လယ်ကမ်းစကထန်းလာကျောက်တန်းနေတဲ့ကမှအမည်ဆုံးအချွန်ထက်ဆုံးကျောက်တောင်ကြီးကိုထုလုပ်ထားတာဖြစ်ပါတယ်။ဒါကြောင့်မို့ကိုတုံခွေမျိုးပောင်းဝန်းကျင်မှာရှိတဲ့ မိတော်လည်းပေါ်များတဲ့ကြောင့်မလို့ဘုရားနဲ့ငကားကိုပါပူဇော်ပတ်သက်တဲ့အထိတ်မှကြီးတစ်ခုဖြစ်နေပါတယ်။ဘုဒ္ဓဝေမျိုးကြီးဒူအာရီယန်နိုင်ငံဘက်ကဘင်္ဂလားပင်လယ်ပြင်ကနေဝင်လာသမျှလေအားလုံးကငကားဖျားကိုဥတိုက်ပြီးမှလူတွေတော့ဝင်ကြရပါတယ်။ဘင်္ဂလားပင်လယ်ပေါ်မှာတောလာနေရတဲ့ရတင်မိုးရွယ်လေကြီးတွေကလင်းငမိုင်ကွာကပင်ငကားဖျားကိုဖူးတွေ့နိုင်ပါတယ်။ငကားဖျားနဲ့တစ်ဆက်တည်းဖြစ်တဲ့တန်နာကြောက်တန်းကြောက်ဆောင်တွေနဲ့နိုင်ငံမှာငကားပြီးကလုံးပြီး နတ်ပြည်မြမာပြည်နဲ့အတူတကယ်ပြည်နဲ့ငရိတ်ပိတ်တာဒရိဆန်ဘုံတို့ကိုရုံလုံးပုံပေါ်ထုရှိထားတဲ့ပြင်ဒီကိုတုံဂရိတ်မူကြီးအားငကားစောင့်တယ်ဆိုတဲ့အစင်းလားရိုးရအစွဲလန်းကိုအဓိကထားပြီးတော့ဘူရီဒတ်ဇက်တိုကြီးကိုလည်းရှေလျရတဲ့တန်တာကြောက်တန်းကြီးတစ်ချောင်းမှာထုရှိပြုလို့ရုံလုံးရုံကြွတွေနဲ့ဒစားစင်ထားတာကိုတွေ့ရပါလေဒါတွေမကတဲ့ပါဘူးဒီငကားဖျားကိုအထူးမြတ်လေးနဲ့ထားကြတဲ့နောက်အကြောင်းအရာတစ်ခုကတော့ဒီကိုတုံဂရိတ်မျိုးကြီးရဲ့ တောင်မြောက်အနောက်ဘက်သုံးမျက်နှာမှာယူရီကလမ်းကြည့်ရင်ဘင်္ဂလားပင်လယ်ကိုပြင်ရဲ့ရေရိုးကကုတ်တုံဘက်မြို့ကြီးကိုမိုးနေတယ်လို့မြင်ကြရပါတယ်။ရေပင်ကမြို့ထဲမြင့်နေပါတယ်။ဒီကြီးတဲ့အချိန်မှာဆိုလို့ရှိရင်ငကားဖျားအောက်ခြေမှာရှိတဲ့တန်းသာကြောက်တန်းကြီးကိုဘင်္ဂလားပင်လယ်ပြင်ကအလိုင်းလုံးကြီးတဲ့ဒဝုံဝုံလာပြီးရေခန့်တက်ပါတယ်။ဒါတော့ကုတ်တုံဘက်မြို့သူမြို့သားတွေငကားဖျားနီးနားမှာမဖွင့်မရအလေးအပို့သွားတဲ့သူတွေအညစ်အကြေးလာဆုံးတဲ့သူတွေတူအကြောင်း ငကားတွေစိတ်ဆိုးပြီးတော့သဘောပြတ်တယ်တတိပေးတယ်ဆိုပြီးတော့လည်းယုံကြည်ကြပါတယ်နေထွက်ဖျားနေမွန်းတစ်ဖျားနေဝင်ဖျားတို့ကတော့အာဝတ်မင်းရဲ့မျိုးတို့ဖြစ်တဲ့ကိုတုံကဲမျိုးကြီးရဲ့တောင်ဘက်မှာရှိပါတယ်ပင်လာပင်လေးပင်နဲ့အတန်ငယ်လှမ်းတဲ့အကြောက်တောင်ကြီးကိုနိုင်ကောင်းကြီးဖောက်ပြီးတော့နိုင်ကောင်းအထဲမှာထုရှိထားတဲ့တင်ပြီးဝယ်ထိုင်တော်မူဖျားသုံးစုဖြစ်ပါတယ်နိုင်ကောင်းကြီးမှာတစ်ဆက်လေးဖြစ်တဲ့အတွက်ကြောင့်မလို့အရှိဘကကြောက်လေကအတိုင်းတက်လာမယ်ဆိုလို့ရှိရင်တော့ ပထမဦးဆုံးဖူးမြူညီတွေ့ရမယ့်ဘုရားကတော့နေထွက်ဘုရားပဲဖြစ်ပါတယ်။တောက်တောင်ကြီးကဒီပဝန်းကျင်မှာအမြင့်ဆုံးဖြစ်တတ်တဲ့ကြောင့်မလို့နေထွက်လာဒီနဲ့ဘုရားမြတ်စွာဘုရားရဲ့မျက်နှာတော်ကိုနေအလင်းရောင်ရအောင်ဘုရားရဲ့မျက်နှာစာအရှိတ်ကိုဘုရားဗုဒ္ဓရုပ်ပွားတော်ရဲ့ဥက္ကောင်းတော်နဲ့အညီ twin two ပေါလုပ်ထားတဲ့အတွက်ကြောင့်မလို့အာယုံတက်ချိန်ကလေးကအလင်းရောင်ရပါတယ်။ဒါကြောင့်မလို့ဒီဘုရားကိုနေထွက်ဘုရားဆိုပြီးတော့မှခေါ်ဝင်ကြတာပါ။ ောက်တောင်ကြီးရဲ့လိုင်ကောင်းကြောက်သားစခြင်းအတိုင်းရှောက်လာမယ်ဆိုလို့ရှိရင်တော့နေမွန်တိဖရာရုပ်ဘွားလိုရှိတဲ့ကြောက်တောင်ကောင်းကြီးရဲ့အလေတော့ရောက်လာမှာပဲဖြစ်ပါတယ်။ဒီဖရာရဲ့မျက်နှာတော်မှာတော့ဒုတမက်ဆိုတဲ့ရှိတင်ကြားရှိစဉ်ကပင်ရင်မွေးတော်လုံပွေးတန်းလုံးအပ်တဲ့အဟာမြမုနိဗုဒ္ဓရုပ်ရှင်တော်များရှိရာ အရှိမြောက်ဘက်သို့မျက်တောင်မူတာပါလေ။တရရှိတလန်ကွာမှာအိမ်လုံးပမာဏရှိတဲ့အဝိုင်းဝန်းအပေါက်ကြီးတစ်ပေါက်ကိုလေအပေါက်ကဲ့သို့တိုးရှိုးဖောက်ထားတာကိုတွေ့ရပါတယ်။ ဒါကြောင့်မလို့ဖျားဘူးတွေကဒီဖျားကိုခုဝိတာနဲ့အပေါက်ကနေမိုးကိုတော့မိုးကြည့်တတ်ကြပါလေအတကယ်နေမွန်းတဲ့အချင်းဆိုလို့ရှိရင်တော့ဒီအပေါက်ကြီးကနေနေဝန်းကြီးကိုမြင်ကြရပါလေညအခါဆိုရင်လည်းလောင်းဝန်းကျေတရားတွေကိုဒီအပေါက်ကြီးကနေကြည့်ပြီးမြင်ရပါတယ်ဒါကြောင့်မလို့နေမွန်းတဲ့မတိကိုကျင့်နိုင်တဲ့အတွက်ကြောင့်မလို့ဒါကိုအဆွေးပြုပြီးတော့ကိုတုံဝိတာတွေကဒီဖျားကိုမွန်းတဲ့ဖျားဆိုပြီးဘွေးနာမှာတက်ပြီးတော့ခေါ်ကြတာပါနေဝန်းဖျားကတော့ အနောက်ဘက်ဘင်္ဂလားပင်လယ်ပြင်ကိုမျက်နှာမူထားပါတယ်။နေလုံးကြီးကဘင်္ဂလားပင်လယ်ပြင်ထဲမှာဝင်ကန်ဒီချိန်မှာဖျားဖို့သူ့ရဲ့အလင်းအောင်ဖြစ်ပူဇော်သွမ်းနိုင်ရန်ဖျားရှိကျောင်းဆောင်ကိုဖျားရဲ့ဥကောင်းတော်နဲ့ညီမုတ်ပေါက်ဖောက်ထားခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဖျားရှိမှရှိတဲ့ကျောင်းလေကားထက်ကလည်းပဲအောက်ခြေငီးပင်ကျောင်းလေကားထက်အထိဘင်္ဂလားပင်လယ်ပြင်ကြီးရဲ့နေလုံးကြီးငုံချိုးဝင်သွားသည်ကိုမြင်ကြရပါတယ်။ဒါကြောင့်မလို့လေဒီဖျားကိုကိုတုံခရစ်သားတွေရဲ့ဘိုးစင်ပေါင်ဆက်က နေဝင်ဖျားဆိုပွေးမိတက်ပြီးတော့ပူဇော်ခဲ့ကြတာဖြစ်ပါတယ်။ကြောက်တောင်ကြောက်တန်းကြောက်လုံးကြောက်ပြတွေကတော့ဘယောင်းတပ်ပေါ်မှာထွင်းချူးထူးလုံနိုင်ကြတဲ့ကိုတုံဂရိတ်ကပင်ငန်းရှင်ကြောက်စစ်သမားရဲ့အမခန်းကြောက်စစ်နုပညာလက်ရာတွေနဲ့အစွမ်းပြပြီးတော့သူစစ်ပုံပုံဟန်ဖြစ်ပါတယ်။ကိုတုံဝိတာပေါ်မှာကတော့တကိုကြီးရုပ်ပွားတော်များဖြင့်အမှတ်ယူထားခဲ့ကြတဲ့ဖျားကတော့လက်ရှိကိုတုံဂရိတ်မျိုးတီနန့်တီဘီအမ်အဆက်ဆက်ပီတူမီတာတွေအဆက်ဆက်ကိုးဝေခဲ့ကြတဲ့ ကိုတုံွယ်မျိုးရဲ့မြောက်ဘက်မှာတောင်ကုန်းပုံမှာရှိတဲ့မျိုးဦးရုပ်ပွားတော်ငယ်ပြီးဖြစ်ပါတယ်။ဘုထီမြူမာတဲ့တာဝလင်သာဘုရား၊ငကားဘုရားနဲ့ကျောက်သားတွေကိုဘုရားပုံမှာထွင်းထုတ်ပြီးတော့ကျောက်စစ်ပညာပြခဲ့ကြတဲ့နေထွက်မွန်တစ်နေဝင်ဘုရားတော်ကတော့ကိုတုံွယ်မင်းအဆက်ဆက်ဂုံတုကုံပြန်ထုစစ်ထားခဲ့ကြတဲ့ဗုဒ္ဓရုပ်ပွားတော်ညက်တွေပဲဖြစ်ပါတယ်။ညလုံးနှစ်တောင်မင်းမပြည့်တဲ့ကိုတုံွယ်ဘုရားကတော့ကိုတုံွယ်မျိုးကြီးကိုမတည်ခင်ကပင်ဦးဆုံးအဆဆုံးတည်တဲ့ဘုရားပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ ညံတော်နေပေမဲ့ဘွာရုံမှာကိုတုံခွဲတိုင်းကြီးတိုင်းလုံးတစ်မျိုးလုံးမှာတော့ဘုရားရုပ်ထုတို့ရဲ့အားလုံးထက်ဘွာရုံကြီးတက်တော်ကြီးရဲ့ဘုရားဖြစ်ပါတယ်။ဒီဘုရားကတော့ကိုတုံခွဲမင်းအဆက်ဆက်အစိုးဆိုင်ခဲ့ကြတဲ့ကျောက်သားကျောက်ရှိနန်းတော်ကြီးတွေရဲ့မြောက်ဘက်တောင်ထဲမှာတည်ရှိပါတယ်။မြို့ဆက်တီကလေးကနန်းရကုန်းနဲ့ဘုရားကုန်းကြီးကတော့မင်းကန်ကြီးမြားလေးရှိပါတယ်။ဒါကြောင့်မလို့ဘုရားဆံဘေယုံမူရာကန္နကုတီကျောင်းတော်ကြီးရဲ့စုလေးမွန်ချက်တွေကိုတော့လန်းတော်ထက်မြင့်အောင် ဘုံကိုဆင့်ပြီးတစ်ဆင့်ဆောင်းလုပ်ခဲ့ကြခြင်းဖြစ်ပါတယ်။နန်းတော်ကတော့စုလိမွန်ချွန်းနေနဲ့မတ်တီဆောက်ခဲ့ကြခြင်းကတော့ဘုရားကျောင်းတော်ထက်နန်းတော်ကမိနေပေါ်ကိုရက်တက်ကတကြောင်ကိုတုံဂရိတ်မူကြီးရဲ့အနည်းဆုံးဖြစ်တဲ့အာရိယန်ရဲ့ယဉ်ကျေးမှုဘိတုကအရေးတွေအုံမှုတွေတဲ့ကြောင့်မလို့၎င်းနန်းတော်ကစုလိမွန်ချံများ မရှိပေနဲ့ကျောင်းစီအုပ်ကျောင်းသားတိုင်းနေတဲ့အခိုင်အခန့်သူစစ်ဆောင်းလုပ်ခဲ့ကြတာဖြစ်ပါတယ်။ကိုတုံဂရိတ်သားတွေကတော့နန်းတော်ရဲ့ မြင်းတပြင်းမှာတည်ရှိတယ်လို့အထက်ထက်တော့မျိုးရှောင်းကျုံတိုင်းကြောက်တောင်တွေရဲ့မျိုးတွင်ပိုင်းမှာတည်ရှိရတဲ့ကြောင့်လို့ခရယာဘူးရဲ့နင်းညံ့မပြအစီကားနေပါတယ်။ခရယာပောင်းဝန်းကျင်မှာတော့လမ်းစုံလမ်းခွာတွေမှာရိုးရာအဒီမုတ်အကားခုံတွေနဲ့ပွဲလန်းတပင်တွေကလည်းညစဉ်ရှိနေတဲ့အတွက်ကြောင့်လို့ပွဲအလားပွဲအပြန်ကိုတုံဂရိတ်သူကိုတုံဂရိတ်သားတို့ကကလေးလူငယ်များပါမကျန်းဖရာတက်ဖူးလေးရှိကြတဲ့အတွက်ကြောင့်လို့စီမီမဖျက်ပန်းမပြတ်တဲ့ဖရာဖြစ်ပါတယ်။ဒီပြရဲ့အထူးခြားဆုံးအနုမောဆွမ်းလာတော့ လူသူတယောက်ကအသက်တူမယ်ရှင်မယ်ဆိုတော့ကိုဒိဋ္ဌဆုတောင်းပါကသိရှိနိုင်ခြင်းဘယောမမှန်သမားတို့ကယုံပွားရရှိကိုရောက်တည်ခြင်းကြောက်ခင်းခြင်းတော့ဝင်ဖြစ်ပါ၏။ဒါကြောင့်မလို့လေဒီဖျားမှာရိုးရိုးဖျားဘူးများတဲ့အပြင်တက်ကြီးရိုးတွေကလည်းသူတို့ရဲ့တက်တန်းကိုတီးလိုတဲ့အတွက်ကြောင့်မလို့လာရောက်အဋ္ဌကံဆုတောင်းကြတာကတကြောင်ဝဒီလေးရဲ့တောင်းစင်ခုနှစ်ခိုင်ကိုတုံ great တိုင်းလုံးကစုံဘူးနောက်ဘူးမိမယောက်ျားကလေးတငယ်တွေကိုလည်း အဆွဲချက်ယောဂါကူမြောက်လာကြတဲ့ဒီဖရားရေမြင်တော့လားညဉ့်ညမပြလူသူရေပါအမြင်မပြရှိနေတာကိုလေတွေ့ရပါတယ်ဒီယောဂောတော်မြောက်ကိုလက်ကိုဝေကြတဲ့တောင်စင်တောင်လန်းတောင်ပေါ်သားတွေကအမောင်ပြယောဂမန္တမယဗုဒ္ဓယောဂောတော်ရှိကိုရောက်လာတဲ့နေ့ပျောက်ကြတဲ့အတွက်ကြောင့်မလို့လက်ဖရားအဖွဲ့ခေလေလာရောက်ပူဇော်ကြတာကိုလေတွေ့ရပါတယ်ကိုယ်တော်ဝိမောင်ကြီးစကားကိုကြားရတာအကျွန်း ဝမ်းသာလိုက်တာအကျွမ်းသမီးလေးစန္ဒာဒေဝီယောဂါကိုပျောက်ကင်းစေနိုင်တဲ့ကိုတုံ great ဖះကိုလည်းအကျွမ်းမြန်မြန်ပူးကျင်လိုက်တာရှိပါလီဘာနဲ့ဆန်နမိတ်တို့ကတော့ကိုတုံရဲ့ကန်းကျင်တဲ့နီလာလေးလေးပူမေးဒီမင်းနဲ့စကားပူခင်းများလာကြလာဖြစ်ပေမဲ့ဒလန်လုံးဝဝဝစကားများလာတဲ့ဆန္ဒဒေဝီလေးကတော့ကိုတုံရဲ့ကန်းကျင်တဲ့နီလာလေးလေးစကားနဲလာလေးလေးဖြစ်ပါတယ်ရေချားမြေချောက်ကိုလိုက်လာတဲ့ဆန္ဒဒေဝီလေးကအမြင်တိအတွေ့အကြုံကြောင့်ကိုတုံရဲ့ကန်းကျင်ဘက်ကို ်ငငယ်လေးလမ်းကြီးကအင်ဒရီပို့ပြီးရလာတာကိုတွေ့ရပါတယ်။ကိုတုံဘဲမျိုးရဲ့အနောက်ဘက်ဝင်မောက်ဖြစ်တဲ့ငကုံမကျုံးပေါက်ကြီးနာရောက်လာတဲ့အခါမှာတော့အကားဖျားအပြင်ရှစ်ဘက်ကြောက်တိုင်းကြီးပေါ်မှာထုစစ်ထားတဲ့တောင်ဒင်သာဖျားရဲ့ဦးခေါင်းတို့ကိုလမ်းမြင်လိုက်ရတဲ့အခါမှာတော့အာလီဘကစကားမပြောနိုင်တော့အောင်ပဲအံ့ဩသွားပုံကြောက်ပါတယ်။သူတို့ရဲ့တင်မိုးကြီးနစီကတော့ကိုတုံဘဲမျိုးရဲ့ကိုယ်ကောက်တဲ့အပြင်ကျုံးမြစ်ပေါက်တိုင်းဝင်လာကြတဲ့အခါမှာမိမရဲ့နဂါဖျားနဲ့တောင်ဒင်သာဖျားကြီးတို့က သူတို့လက်ရဘက်ရောက်သွားလိုက်လက်ဝေးဘက်ခြံခဲ့လိုက်ဥပေါင်းတို့ပေါ်လာလိုက်ကျုံးဘေးနှစ်ဘက်ရှိကြောက်တောင်ကြောက်နိုင်ရဲ့မမိုက်ကြီးတွေကကွယ်သွားလိုက်ပြန်ပေါ်လာလိုက်တဲ့သူတို့အနေနဲ့မျက်စိလေစရာပင် ဖြစ်နေပါတော့တယ်။ဒါကြောင့်မလို့စန်တာတီဝီလေးမှာအမြင်တစ်အတွေ့အကြုံနဲ့ဥပေါင်းတို့ပေါ်လာလိုက်ပျောက်သွားလိုက်ဥပေါင်းတို့မှဒီခါတပိုင်းထိပြန်ပေါ်လာလိုက်မြစ်ကျုံးပေါင်းနှစ်ဘက်မှာရှိတဲ့ကြောက်တောင်ကြောက်နိုင်ရဲ့တွေကွယ်သွားလိုက်ပြန်ပေါ်လာလိုက်နောက်တစ်ခါသူတို့ရဲ့ရဲတင်မိုးကြီးတွေကသူလိုက်ပါလာနေတယ်လို့မြင်လိုက်နဲ့ ငကားဖျားနဲ့တာဝတင်သားဖျားတို့ကိုတအံ့တော်ကြည့်ပြီးတော့လုံးဝစကားမပြောတော့ဘဲနေရတာရှိနေမှာတော့လေကျွန်တော်တို့ငကမောအပြင်ကျောင်းဆိုင်သို့ရောက်လာတဲ့အခါမှာတော့ဒီတက်ချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရွေးတင်မိုးကြီးနစီကစိုက်ကဲမှာရှိတဲ့သူတို့တင်မိုးနဲ့အဝင်ဝင်ကြဖြစ်တဲ့အပြင် ကြောက်တိုင်ကြီးတွေကြားထဲဝင်ပြီးတော့ရွေးချိုးချီကြောက်ချရန်နာလိုက်ကြပါတော့လေဒီတက်ချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့တင်မိုးပေါ်မှာ ကုန်းပေါင်ပြင်ချက်ကြီးတွေကိုစိုက်ကန်ကြောက်လေကားပေါ်သို့တင်လိုက်တဲ့အခါမှာအာလီဘာရုမိသားစုအားလုံးကတက်တောင်းတက်တာနဲ့ပင်ရဲ့တင်မိုးကြီးပေါ်ကခြေပေါ်ဘောက်ကိုပင်ရေမဆိုးဘင်းနဲ့ခြေနှင်းမချွတ်ဆင်းလာနိုင်ခဲ့ကြပါတယ်။ဦးအောင်သားဆိုင်ကတော့အာလီဘာရုမိသားစုတွေအတိတ်အတွက်အင်ဂျီတလုံးစီကိုခေါ်ဆောင်သွားပြီးတော့ဘုံမြဲမျိုးမှာစတားခံခဲ့တဲ့အေဝတ်ခြေပေါ်မှုရဲ့ဆက်စပ်မကအေဝတ်ခြေပေါ်မှုတို့နဲ့အဲခံပါတော့တယ်။အိမ်မှာလေရေမီးလိုလေတဲ့မရှိအစီအစဉ်ပေးပါတယ်။ သူတို့ကုတ်တံဝိသားတွေရဲ့အစားအသောက်နဲ့မတူညီတဲ့အာလီဘာတို့မိသားစုတွေကိုတော့စိုက်ကြိတ်ချက်ပြုတ်စားသောက်နိုင်ရန်အတွက်အိုးကြီးအိုးငယ်နဲ့တုံးရီချိုးရီတွေကိုလေလိုတလောက်တုံးဆွေးနိုင်ရန်ကုတ်တံဝိတောင်ပိုင်းသားတို့ရဲ့ရဝင်းစင်အိုးကြီးလင်းကားသမားကိုရေမပြတ်အောင်ဖြည့်ထားပေးပါလို့ရယ်အာလီဘာတို့မိသားစုလာ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 နေနိုင်ဖို့အတွက်နေရာချပေးစီမံပေးပြီးမှပို့အောင်တာဆိုင်ကမိမိအိမ်ရှိရာနေဦးမြောက်ရတော့ထွက်လာခဲ့ပါလေစန္ဒီဝီလေးရဲ့ကိစ္စကိုတော့ ယနေ့သမင်းစားပြီးမှကိုတုံဂရိတ်ဖေယောင်ရှင်းမောက်ကိုခေါ်လာပြီးတော့စီစဉ်ကြမယ်ဆိုတဲ့အကြောင်းကိုအာလီဘာတို့မိသားစုကိုမှာကြားထားခဲ့ပါတယ်။ဒူမီလင်းယောဂရဖို့အတွက်ဒီဗီဒီယိုကနေပြီးတော့မှလာကြတဲ့အာလီဘာတို့မိသားစုကတော့ဥောင်းတာတဲ့နေရာချထားပေးခဲ့တဲ့ဒီအိမ်မှာဘယ်နည်းအမျှကြကြနေရမယ်ဖို့မသိသေးတဲ့အကြောင်းမလို့သူတို့မိသားစုရဲ့အဲ့ရနေရာတွေကိုလေးပဲမိမိတို့ရဲ့ဘုံမြဲမြို့မှာရှိတဲ့နေအိမ်ပေါ်မှာအစီအစဉ်ချထားကြတာကိုတွေ့ရပါတယ်။ဒူမီလင်းမိသားစုမှာတော့လူ6ယောက်ဖြစ်ပါတယ်။ အာဒီဝါရဲ့လူယုံအူရနဲ့စေပါသမင်းချက်ဟင်းချက်အိမ်ပေါ်နေရောက်လေထပ်ပြီးပါပါလေနေရာစီစဉ်ချပြီးတော့ညနေရေချိုးခါနေမှာစန်တာဒေဝီလီရဲ့နဖူးကိုလက်ဝါးနဲ့တစ်ချက်အုပ်ကြည့်ပြီးတော့သမီးနေကောင်းတယ်နော်ဆိုပြီးစန်တမိုက်ကမေးပါတယ်စန်တာဒေဝီလီကခေါင်းမြိုက်ပြပါတယ်ရေချိုးမင်းတို့သမီးဆိုတဲ့အမေကိုလေစန်တာဒေဝီလီကခေါင်းပြန်မြိုက်ပြပါတယ်ရေချိုးပြီးရင်သမီးစိုးစိုးစားကြမယ်ပြီးရင်ဘာဘာမမတော့ မိတ်ဆွေကြီးကိုတုံဂရိတ်တထင်းနဲ့ကိုတုံဂရိတ်ဖျားကိုတောပူးကြမယ်နော်သမီးဆိုပြီးသူ့အမေကဘာပဲပြောပြောခေါင်းညိတ်နေပါတော့တယ်တလန်းလုံးဦးဝါးဝါးစကားများလာရာကနေပြီးတော့ကိုတုံဂရိတ်ငင်းနီးလာလေးလေးစကားနေသွားတဲ့သမီးလေးကအခုသူ့ဘာမေးမေးပြောပြနေတာကိုခေါင်းကြီးညိတ်ပြနေတဲ့အခါမှာဆန်တမိုက်ကထပ်ပြီးတော့မှစိုးရိမ်သွားပြန်သမီးပစ္စကဘာတမ်းမှထွက်မလာပဲခေါင်းကြီးညိတ်ပြနေတယ်ဆိုတာကတော့ဘလို့ဖြစ်တာပါလဲဆိုပြီးသမီးလေးဆန်တာနေဝီကို ရန်နမိုက်ကထပ်ပြီးပြန်ပြောပါလေ။မမီလေခုခေါင်းကိုက်နေတာလား။ခေါင်းမှုတလူများတွေ့တာလား။ဘလို့ဖြစ်နေလဲမမကိုပြောပါဦး။စန္ဒာဒီဝလေးကသူဘာမှမဖြစ်ကြအောင်ခေါင်းခါပြန်ပါလေ။တမီဟိုလုံးကလိုပဇန်းနဲ့ပြောလေ။တမီပဇာကအတန်မထွက်လို့ဘာဘာမမတော့စိုးရင်လို့ပြောနေတာလေတမီ။စန္ဒာဒီဝလေးကသူ့အမိမျက်နှာကိုပြုံးကြည့်ပြီးတော့ခေါင်းခါပြပြန်ပါလေ။ဟင်အရင်ကြီးရဲ့လာပါဦးတမီပိဇာကအတန်မထွက်တော့ပြန်ဘူး။ ဆန်နမိုက်ကစိုးရင်တကြီးနဲ့ခင်ပွန့်တဲ့အာလီဘာကိုအထက်လန်လန်းပြန်ခေါ်လိုက်ပါတယ်။အာလီဘာကလည်းပဲစိုးရင်တကြီးနဲ့ချက်ချင်းတားမိနှစ်ယောက်သားကိုရောက်လာခဲ့ပါတယ်။သမီးရဲ့ဘာဖြစ်လို့လဲဆန်နမိုက်။သူ့အမေမပြောခင်ဆန်သာဒီဝီက "तू ဘာမှမဖြစ်ကြောင်းခေါင်းခါပြပြန်ပါတယ်။သမီးပါဇက်ကအတမထွက်တတ်လို့ဘူးအရှင်ကြီးရဲ့။ဟင်ဟုတ်လားသမီးဒီတစ်ခါမှတော့ဆန်သာဒီဝီကအကောင်းမခါပြတော့ပါဘူး။သူ့အဖေမျက်နှာကိုအပြုံးနဲ့တာကြည့်နေပါသည်။သမီးဘယ်လိုနေလဲဘယ်လိုတွေ့လဲ ်ငင်မကောင်းချင်တယ်လို့တွေ့လာဘာမှမစင်သားပြောပါအောင်သူ့အဖေမိတော်ကိုဆန္ဒဒေဝီကဘူးဝါဝါဘာမှမပြောဝင်နဲ့မျက်လွှာချကတွေ့ဝင်နေပါလေအဲဒီပါနဲ့ဆန်သမိုက်တို့ကသပင်းကိုစီချလိုက်ပြီပါလေလူပြည့်ရဲ့ကိုတုံခရရောက်မှာတူတူမီပြည်သားကအတန်မထက်တပ်ပင်နဲ့ဖြစ်သွားပြန်လာတော့ဒီသူကြောင့်မူကကောင်းတာလားဆိုးတာလားဆိုတာကိုလေလင်မယားနှစ်ယောက်မဝေခွေးတတ်ကြတာတော့ပါဘူးညာလေတကောင်ကကပင်စထွက်လာတော့သမီးလေးအေးပြက်ခီးပင်မဲ့လို့လားကွယ် ကိုမပူရင်ရချိုးပေးလိုက်ပါလမ်းလမ်းဆန်းဆန်းဖြစ်သွားရင်လည်းဖြစ်လာမှာပေါ့ဘာဖြစ်ဖြစ်ဖြစ်တမင်းစောစောစားစီစီစားပြီးတော့တို့မိုက်ဆွေကြီးကိုစောင်းကြမယ်သူလာမှထူးခြားချက်ကိုပြောပြပြီးတော့သူပြောတဲ့ golden rate နတ်ဖျားရှင်ကိုတွားကြတာပေါ့အာလီဘာမိတ်တိုင်းပဲဇန်နမိတ်ကတမင်းလေးကိုရေချိုးပြီးတော့အမွေးနံသာလင်းပြီးတမင်းကျွေးပါလေတမင်းဝိုင်းမှာလေးပဲတမင်းကဒီရင်ယူမလားဒီရင်ကတမင်းအကြိုက်ပဲလေယူအောင်တမင်းထက်ထက်ပါအောင်ဘလို့ပဲပြောပြောဇန်နမိတ်က ပေါပေါဖောက်တလို့တတတမင်းမြတ်နေပေမဲ့လည်းစန္ဒာဒီဝီလေးကခေါင်းညိုက်ခေါင်းခါနေတာထမင်းဝိုင်းကပြီးသွားပါရောတဲ့ဘုံမဲမနဲ့လမ်းမတော်ကတော့သူ့ပါဇက်ကဝူဝါဝါအပံမထွက်လာကြတော့ဒီခါမိဘတစ်ပါးကဘုံမျိုးစိုးရင်တော့ကကြီးပွားလာကြပြန်ပါတယ်ဒီချိန်မှာပဲကျွန်တော်တို့အင်ရှိမှာမြင်းရထရတန်ကြားရတဲ့ကြောင့်မလို့အာလီဘာအင်ရှိကိုထွက်ပြီးကြီးလိုက်ပါတယ်ခြံရှိဝမှာတော့နေရာနှစီရက်လာဒီကိုမြင်ရပြီးတော့ ို့အောင်သာဇန်တို့မိသားစုယထာဘူကဆင်းလာကြတော့ကိုလည်းနီလိုက်ရပါတယ်။အာလီဘာကကိုတုံဝိသားကြီးလာပြီးဆိုပြီးဆန်နမိုက်ကိုကမန်ကန်ပြောထားခဲ့ပြီးတော့ဥအောင်သာဇန်တို့မိသားစုကိုရှင်းကြိုလိုက်ပါတယ်။ဝိုက်ဆွေကြီးတို့စားပြီးကြပြီလား။ဟုတ်ကဲ့အခုလေးရင်စားပြီးကြပါနဲ့။ရင်ရှင်မနဲ့သမီးလေးတွေထင်ပါတယ်။ဟုတ်ပါရဲ့ခင်ဗျာ။ဝမ်ရိကမောင်ကြီးရှင်အကျွန်တို့လေသမီးလေးအကြောင်းကြားတာဆိုင်မကောင်းပါဘူးဒါပေမဲ့အကျွန်တို့ကိုတုံဘရိတ်ရောင်းနေရပြီပဲအကျွန်းအရှိသေးတော့လို့ပဲအမန်တကယ်ဘီယောဂါဆိုရင်တော့ ကိုတုံဂရိတ်ဖျားမှာတိုက်ထံပြီးတော့ဥတုံးကျိန်ချလိုက်ုံနဲ့ပြောက်ပါတယ်။ဝမ်ကြီးရှိကန္တာဝန္တာမဟုတ်လို့ကတော့ကျွန်တော်တို့လက်တွေ့ရင်းမြင်ကိုတွေ့ပါ။ဒါကြောင့်မလို့မောင်ကြီးနဲ့မောင်ကြီးနှမတော့စိတ်တော့ကောက်ကိုလျှော့လိုက်ကြပါ။လက်ရှိဥအောင်သားဇန်တို့ရဲ့မိမဒိုးချာညိုမရဲ့စကားကိုကြားရတော့လေအာဒီပါရဲ့တော့ကကမရောတော့ပါဘူး။အခုလောလောဆယ်တဘူပေါ်တဘူရှင်းလာတဲ့အတန်မထက်တဲ့ပိစ္ဆာကိုအာဒီပါကဥအောင်သားဇန်တို့ဇနီးမော်နန်ကိုအောက်ခေါ်တကြီးပြောပြလိုက်ပါတယ်။ ာဒါဆိုဘာဘာကြီးသမီးအတွက်ညီမတို့တဲ့ဘာဘာကြီးဘာမှစိတ်မပုံနဲ့တော့ညီမတို့ရဲ့ဘယောဂကအကုတ်တုံရဖရားရင်မျိုးရောက်တာနဲ့အချက်ချင်းပြောင်းနိုင်တယ်ဒီလိုထူးခြားခြင်းနဲ့ကင်တောင်စင်ဘက်ကမိမသူတို့ရောက်ဘယောဂပြောက်တာ သမီးမင်းမြင်ကြုံမှုတယ်တလန်းလုံးဟောလာတယ်လို့သူတို့ပြောတဲ့မိမဟာအကျွန်တော်ကုတ်တုံရတစ်ဖက်ကန်းကိုရောက်တာနဲ့ရေလို့ကြီးနေတာသမီးမှာ ဘုရားမှာအဋ္ဌံစုတောင်းလေးပြီးရောအကောင်းပဂတိပဲဖြစ်သွားတယ်ဆိုတဲ့အတွက်ကြောင့်မလို့တတော်အံ့ဩခဲ့ရတယ်ဆိုပြီးပြောပါတယ်။ဒီနေ့ဒီခုကနေပြီးတော့မှတခါကြုံတွေ့ကြရပါမယ်။သူ့အဖေဘိုးဘေတို့ရဲ့အစဉ်ဆက်မိုက်ဆွေရင်ဒီကိုရင်းမြပါမှာခင်မင်ကြတူနေဆိုတဲ့အတွက်ကြောင့်မလို့ဦးအောင်သားဆန်ရဲ့သမီးကြီးတဇင်ဦးကလည်းပဲအာဒီဘာကအဖေကြီးဟုရင်းမြခေါ်ပြီးဝင်ပြောပါတယ်။သမီးကြီးပြောလိုက်တဲ့တဇင်ဦးပြောလိုက်တဲ့ဒီမှာလည်းစကားကလည်းပဲအမှန်ပဲဖြစ်ပါတယ်။ လက်ရှိဒီကုတ်တုံဘွေရုပ်ပွားတော်များထံယောဂါကူလာကြသူရဲ့ထူးခြားတဲ့အချက်ကတော့ကုတ်တုံဘွေမျိုးကိုရောက်တည်နေဝိညာဉ်ရှင်တွေကမူလအခြေအနေမျိုးမဟုတ်တော့ဘဲအစုံတရာထူးခြားချက်ပြောင်းသွားကြပါလေ။မိုနေသူတွေကရေလာပြီးတော့ရေနေတဲ့သူတွေကမူလာကြပါလေ။ခုဘူဝဝစကားပြောလာတဲ့သူကဘာစကားခုံးမှမပြောတော့ဘူးဆိုတာကအထူးခြားချက်တစ်ခုပဲဖြစ်ပါလေ။ဒါကြောင့်မို့လို့လေဇင်ဦးကအာရိယာမလေးရဲ့ယောဂါကမူချပြောင်းမယ်ဆိုပြီးရေရေဝံဝံပြောခြင်းဖြစ်ပါတယ်။ ီလိုနဲ့အိမ်ပေါ်မှာမိသားစုနှစ်စုအဝိုင်းထိုင်ပြီးတော့ကိုတုံဝဲဖျားရှိရာနတ်ဦးမြောက်အရတော့ဇန္နာဒေဝလေးကိုခေါ်သွားကြပြီးတော့ဖျားကူးကူးဖို့အတွက်လိုအပ်တဲ့အရာတွေကိုပြင်ဆင်ကြပါလေဖျားရှိမရောက်မှာဒိတ်ခံစကားဆိုဖို့အတွက်ဂန်ငါးဘောက်ကိုထိန်းဖို့အတွက်အစရှိသည်တို့ကိုဦးအောင်သာဇန်ကအာဒီဘာရဲ့မိသားစုကိုတုံတင်ပြပါလေသူတို့ကအသားစားငါးစားကျူးတဲ့သူတွေမဟုတ်ကြတဲ့အပြင် သူတို့နတ်ဘုရားတွေရဲ့အဆုံးအမမှာလည်းကံကားဘလုံးချုံပြီးသားသူတွေဖြစ်တဲ့အတွက်ကြောင့်မလို့အတိုက်ခံစုတောင်းကိုတင်ကြားပြသပြီးတဲ့နဲ့ဘုရားပူဇော်ဖို့အတွက်သူတို့ဘုံရဲမျိုးကပင်ယူလာကြတဲ့အမွှေးတိုင်းပြားဖျောင်းနိုင်တဲ့အမွှေးနယ်သားတွေကိုယူပြီးတော့ကိုတုံခွဲရုပ်ပေါ်လိုများရှိရဲ့နေရာကိုမြေသားနစီနဲ့ထွက်လာကြပါလေ။ဥောင်းသားဇန်ရောမိသားစုနဲ့အာလီဘာရောမိသားစုကိုတုံခွဲရုပ်ပေါ်လိုများရှိရာဘုရားကုန်းဘုံကိုရောက်လာကြတဲ့အချိန်မှာနေအိုနွမ်းက ဗုဒ္ဓရုပ်ပွားတော်များရှိရာဘုရားကုန်းတော်ဘုတို့ရောက်လာကြတဲ့အချိန်မှာမင်္ဂလာပင်လယ်ပင်ကြီးမှာမောရှုခါကြတာရှိပါသေးတယ်။ရေပင်နဲ့မိုးကောင်းကင်ကအစိစာလရွှေရောင်ကမိုးအောင်မြေပင်တလန်တလျားကိုဖျံကျက်ထိုးဝေးချထားပါတယ်။ဒါကြောင့်မလို့ဘုရားကုန်းပေါ်မှာရှိတဲ့တစ်ပင်ပန်းမန့်လေးနဲ့ရော်ရွက်ဝါမြသားတွေကတင်ကြီးရွှေစီမြည်ပပြန်စည်းစွန်းတဘာဝအလှဆင်နေကြတဲ့ပုံစံပဲဖြစ်ပါတယ်။ဒီထဲမှာ ရီယမလေးစင်တာဒီဝီနဲ့ရခိုင်သူလောက်ပြူရှူသုံးယောက်တို့ကလည်းအလားချင်းပြိုင်နေကြပါတယ်။သို့တော့ဘရားဖူးလာကြသူတွေရဲ့မျိုးလုံးများမှာတော့တွေ့နေမိနေကြဦးအောင်တာဇန်နဲ့သမီးသုံးယောက်စီလာမရှိကြပါဘူး။ဝါရှင်ထောက်ပုံကစားဒီမူထူးကြပြီးတော့သူတို့ Golden Grade တောက်သားရင်းနဲ့မတူဝဲနဲ့အလတ်နတ်သမီးလေးစန္ဒာဒေဝီစီကနောက်ဆက်ကအင်ဒိုရီရရရှင်မရင်သာလိုက်ပါလာတဲ့စန္ဒာဒေဝီကိုဘယောကအခုရန ဘုံဝဲမျိုးကရောက်လာတယ်ဆိုပြီးလေဖျားဖူးမြကမထင်ကြပါဘူး။ဒါကြောင့်မလို့ဖျားခုံးပေါ်မှာရှိတဲ့ဖျားဖူးလမ်းသမားလူတွေအားလုံးရဲ့အချီကစန္ဒာတီဝီစီမာတာတဝဲဝဲလေလေရှိနေကြတာကိုတွေ့ရပါတယ်။ဦးအောင်လာဇာမီသားစုနဲ့အာလီဘာမီသားစုကဖျားရှိမှာဖျားဖူးမြကြတဲ့မှာနေရာယူကြပါတယ်။ဦးအောင်လာဇန်ရဲ့အစီမံတိုင်းသူတို့ဘုံဝဲမျိုးကယူလာတဲ့စန္ဒာဦးနန္တာအမွေးနန္တာတွေနဲ့ပန်းရေချမ်းတို့ကို အရင်ကတ်လို့ကြပါတယ်။ပြီးမှသူတို့ဘုံမိုင်းမျိုးပဲယူလာတဲ့ Electric Down Town ဖြည့်ပြောင်းပြောင်းနိုင်နေပုံကို Santa TV မှတက်စစ်စီမီပူဇော်ထွန်းကြည့်ကြပါလေ။ထူကထူကြချက်ကအာဂီဘာတို့ဘုံမိုင်းကယူလာတဲ့ပြောင်းပြောင်းနိုင်တွေကတတိုင်းမှမီးမကူမီးထုံးမရပဲနဲ့ညှိလိုက်တိုင်းမီးကငင်းငင်းသွားတာကိုတွေ့ရပါလေ။ဒီပြောင်းနိုင်တွေကပင်လေပင်ကိုဖြတ်ပြီးတော့တေဆံလာကြတဲ့ပြောင်းပြောင်းနိုင်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ပင်လေကရေငန်ငွေ့ရိုက်တဲ့အတွက်ကြောင့်မလို့ရုတ်တရက် မိထုံမရဖြစ်နေတာလားဆိုတဲ့အထင်နဲ့အာလီဘာတို့မိသားစုကပြားဖြောင်းနိုင်ကိုအထက်ထက်ကကမိကြီးမိထုံနေကြပါလေ။တို့တို့ဆန္ဒဒေဝလေးရဲ့တက်စီစစ်ကြောက်တိုင်တော့ပြားဖြောင်းတိုင်ကဘယ်တိုင်ကမှမိထုံကြီးမရဖြစ်နေပါလေ။ဒါ့ကိုအာလီဘာမိသားစုက The End OG ဖြစ်နေကြတာကိုတွေ့ရပါလေ။ဘုံမဲမျိုးမှာသူတို့ရဲ့ဟီလီဒရိတ်တောင်နဲ့ထွက်ပြားဖြောင်းနိုင်စစ်စစ်ဆိုတာကသူတို့စီမှာဘယ်နှဖျောက်ကိုပူဇော်ပူဇော်မိထုံကြီးမရတာတော့မဖြစ်ခဲ့ကြပါဘူး။ဒီဖြောင်းနိုင်တွေက အခုကိုတုံခွဲမျိုးကိုရောက်ခါမှာဘာဖြစ်လို့မင်ဂူမီထော်မီယာဖြစ်နေလဲဆိုတာဘာကြောင့်ပါလဲအာလီဘာရိုမီတာစုမင်းကြီးထော်မီယာဖြစ်နေတာကိုမြင်ရတဲ့ဥအောင်တာဆန်တို့ရဲ့သမီးလာတန်တာဖြူကဘာဘာဘုံရိကဘာဘာကြီးတို့မီထော်မီယာဖြစ်နေကြတာပြားဖျောင်းနိုင်ခင်မို့လို့လေဒါရာကပြောတယ်တောင်စင်တောင်ပေါ်တာတွေကပြားဖျောင်းနိုင်တယ်နဲ့စီမီပူစိုးလို့မရတာဒါရာမျက်မြင်ကြုံတွေ့ဖူးခဲ့ဆိုတာမဟုတ်ပါလားဒါကြောင့်မလို့ တောင်စင်ခုနှစ်ခိုင်ကလူဝေဒီပြားကိုလာပူရင်ပင်ရင်စီမီတန်နဲ့သူတို့တောင်ပေါ်တစ်စီဖြတ်တဲ့ဗက်စီမီတန်တွေကိုပဲယူလာကြတယ်ဆိုပြီးပြောပါတယ်အခုလေဘာဘာကြီးတို့ပြားပြောင်းလန်ကအဲ့ဒါကြောင့်မင်းထွန်းမရဖြစ်နေကြတာဒီမှာပေါ့ဆိုပြီးသူ့ရဲ့အဖေကိုပြောလိုက်ပါတယ်ဟာဟုတ်တာပဲဘာဘာလေးသမီးတန်လာပြောမှတတိယတော့တယ်ပေါ့ဒါကြောင့်ကသူ့ရဲ့သမီးကိုဒီလိုပြောလိုက်ပြီးတော့အာလီဘာရဲ့မိသားစုကိုလည်းပဲတစ်ဆက်တည်းပြောလိုက်ပါတော့တယ်အိုမိတ်ကညီကိုမောင်မတော်တို့ခင်ဗျာခုပိုက်ဆွေကြီးရော ဘုရားရှင်ကြီးထုံးပြရတာကဘုရားဖျောင်းနိုင်နေဖြစ်နေလို့ပါဟင်ဘုရားဖျောင်းနိုင်နေဖြစ်နေလို့ဘုရားတာဆိုင်ရဲ့စကားကိုအာလီဘာရောမိသားစုကထူးခြားအံ့ဩတွားကြတဲ့ပုံစံဖြစ်နေကြပါတယ်ဟုတ်ပါတယ်ခင်ဗျာအကျွန်တော်ဘုရားဖျောင်းနိုင်ကဘုံရိုက်မှာဆိုရင်ဘေးနာဘုရားကိုပူဇော်ပူဇော်အလွန်ကောင်းတဲ့မိလိုက်ဖျောင်းနိုင်နေပါဝန်ကြီးတို့ကိုတုံရဲရောက်မှမိထုံးမရတာကလည်းကျွန်တော်ကျမတို့ကိုပြောပြပါအောင်ပါကြီးရှင်ဘုရားဖျောင်းနိုင်နေမိထုံးမရတာကတန်တော်ကြီးဖြစ်ပြီးစကားပြီးရုပ်ပြရမပြောဝမ်းဖြစ်သွားတဲ့အာလီဘာကဘုရားတာဆိုင်ရဲ့မျက်နှာကို မင်တက်မိငင်းမောမိပြီးတော့ဆန်တမိတ်ကဝင်ပြီးမေးပါတယ်။ပြောင်ပြောင်နိုင်တဲ့ကိုတုံဘွယ်ပြောင်ကိုမိထွန်းမရတာကဗုဒ္ဓအလိုတော်ကြောင့်မဟုတ်လို့ပါ။အောင်ကြီးတို့ဗုဒ္ဓဘာသာဝင်တွေယူကပြောင်ဖွာတာထိုးမရခိုးဆိုတာကကြီးတဲ့ဘူးကံဖြစ်ခေါ်ပါတယ်။အဲအကြောင်းပြောင်ပြောင်ကောင်တွေကိုဖြိုပြက်တပ်ပြက်ပြီးမှရလာတဲ့ပြောင်ပြောင်ရှိမိတိုင်းတွေကိုကိုတုံဘွယ်ပြားကလက်မခံရအောင်တကိုးပြတာကွာ။ဘုံမိတ်ကညီကောင်မမများတာမဟုတ်ပါဘူး။ဒီပြားမှာပြောင်ပြောင်နိုင်တဲ့မိလာဘူးဆိုရင် ဘယ်လူဘယ်ရတာနေလဲဖြစ်ဖြစ်မိထုံးမရမိမကူပါဘူးဒါဆိုမိုက်ဆွေကြီးတို့ကောတုံတွေကလူတွေဘာနဲ့ဒီဖျားကိုဘလို့ရှင်းမိနဲ့ပူဇော်ကြတာလို့ဆိုပြီးအော်ဘီယန်အော်နေတဲ့အာလီဘာကလက်နာနေငယ်လေးနဲ့ဥအောင်သားဆန်ကိုမိလိုက်ပါတယ်ကျွန်တော်တို့ကောတုံဝိသားတွေကမိသေးကထက်တဲ့ရေနံမြောင်းရေနံစီတွေနဲ့ပဲဖျားကိုပူဇော်လေးရှိကြပါလေဒါဆိုသမီးတွေအတွက်ကျွန်တော်ညီမတို့ဘလို့ပူဇော်ရမလဲဆိုတာကောတုံဝိသားမောင်ကြီးရှင်မိတ်ပေးပါရှင်ကျွန်တော်မတိလို့ပါအပြမမိရတာပါ စန္ဒဒေဝီရဲ့အတွက်တောကကြီးစွာရောက်ရှိနေတဲ့စန္ဒမိတ်ကဥအောင်သာဆန်ကိုအာကိုတကြီးနဲ့ပြပြတလေးလေးပြောလာပါတယ်။အဲ့ဒီကိစ္စကတောကမဖြစ်ပါနဲ့ရှင်။အကြောင်းတော့စီစဉ်ပြီးမှာပါပါကြီး။ဥအောင်သာဆန်မိမဒိုချာညိုမေကမိမချင်းကိုချင်းစာဆိုင်အပြည့်နဲ့ပြောပြီးတော့စန္ဒဒေဝီတဲ့စီမီပူလိုဖို့အတွက်သူ့တမီသူ့ယောက်ကိုချက်ချင်းစီစဉ်ခိုင်းလိုက်ပါတယ်။ဖျားမီဦးမှာရှိတဲ့ဒီစီမီခွဲရောင်းသူတွေစီတွားပြီးတော့စန္ဒဒေဝီတက်စစ်စီမီခွဲ16ခွဲအပြင်အာလီဘန်နဲ့စန္ဒမိတ်တို့အတွက် တယောက်တစ်ခွက်စာနဲ့မိစာရေးနိုင်တောင်းတွေကိုပါဝေကြပါတယ်။သူတို့မိသားစုစီမီးပူဇော်ကြဖို့အတွက်မိမိအိမ်ကပင်မြေစီမီခွက်တွေနဲ့ရေနံပြောင်းကြီးကောင်းကအတင်းပါလာကြတဲ့အတွက်ကြောင့်မလို့အထူးဝယ်စရာတော့မလိုတော့ပါဘူး။တို့ချာညောင်မင်းနဲ့သူ့သမီး၃ယောက်တို့အလင်းစီလိုလောက်ကင်နေစင်နေကြတယ်လို့လေ။စန်တာဒေဝီကမြေလုံးအပြူတာနဲ့မြေကြည့်နေပါတယ်။ထို့ချင်းဤစန်တာဒေဝီကစကားလုံးဝမပြောသေးပါဘူး။ စီမီထွန်းကြီးပြီးတဲ့ဥအောင်သားဆန်ကသူတို့နဲ့အတူအာလီဘာတို့မိသားစုကိုလေအူသုံးချိန်ချဖို့တဲ့ပြောပါတယ်။ဇန်နာဒီဝီလေးကောင်ကိုသူ့အမေကကြီးမှပြီးတော့သမီးဒါလေးပါပါမမတော့သမီးတို့နတ်ပြတော့ရှီခိုလိုက်သမီးရှီခိုလိုက်ဆိုပြီးပြောပါတယ်။သူ့မိခိုင်းတယ်လို့ဇန်နာဒီဝီကလည်းအများကြီးတို့လိုက်ပြီးတော့ရှီခိုပါတယ်။ဇန်နာဒီဝီလေးအူသုံးချိန်ချပြီးတဲ့အခါမှာဥအောင်သားဆန်ကသစ္စာပြုအိတ်ထံကိုအားလုံးလိုက်ဆိုဖို့အတွက်နှုတ်တိုက်ချပေးလိုက်ပါတယ်။ဥအောင်သားဆန်ကတို့သူသော ပြီးတော့ဝန်မဆန်ကအားလုံးတက်တောင်းတက်တာနေနိုင်ကြပါပြီဆိုတဲ့အကြောင်းလို့လက်ဥချီမိုးထားတဲ့လက်တွေကိုဖြေရှို့လိုက်ကြပါတယ်။ဒါပေမဲ့ဆန်နာဒီဝေးကအများနည်းတူလက်ဥချီမဖြတ်သေးပဲရုပ်ပွားတို့မြောက်ကိုသာစူးစူးဆဲဆဲကြည့်ပြီးတော့လက်ဥချီထားတော့ဖြစ်ပါတယ်။တမီးဆန်သာလက်ဥချီတော့ဝမလို့ပါဘူးမမဒီနမင်းကြီးကဗျမနတ်တွေကိုဝေတဲ့ဗျမနဲ့ကြီးလာရင်သူ့မိစန်နမရဲ့စကားမဆုံးခင်မှာပဲ။ ဇန္နာဒီဝီကသူ့အမေကိုပီပီတတမေးလိုက်ပါတယ်။ဟော သမီးချက်ချင်းစကားပြောတတ်သွားပြီ။အနုဘုတ်ကြီးကမောင်တို့ကြီးမောင်ကြီးတို့ဖျားအကျွမ်းမောင်ကြီးတို့ဖျားပါဆိုပြီးဇန္နမိုက်ကဝန်တာအာယာနဲ့ဘုံတရုပ်ွားတို့မြတ်ကိုပစိန်ပေါက်ဥချပြီးတော့ဥအောင်တာဆန်ကိုလည်းရှ िख ိုးနေပြပါတယ်။ထိုကအန်အော်ဒဂျီနဲ့ရောင်တိရောင်လူဖြစ်နေတဲ့အာလီဘာကလည်းသူ့မိမနီးသူရုပ်ွားတို့ကိုရှ िख ိုးလိုက်ဥအောင်တာဆန်ကိုရှ िख ိုးလိုက်ဖြစ်နေကြပါတော့တယ်ခင်ဗျာ။ ဒီနေ့ပြောပြပေးခဲ့တာကတော့ဆရာဖို့ချိုရေးသားထားတဲ့ကိုတုံခွဲသူမဟုတ်ရေအောင်မျိုးလို့ဆိုတဲ့ဆောင်အပိုင်း၉ကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်။ကိုတုံခွဲသူမဟုတ်ရေအောင်မျိုးလို့ဆိုတဲ့ဆောင်ကဒီခိုင်ပြည်နယ်ကြောက်ဖြူမြို့ကကန်းကိုတို့ဖရာသမိုင်းအကြောင်းအခြေခံပြီးတော့ပြောပြပြောဆိုထားတာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကြောင့်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့နောက်ဗီဒီယိုမှာဆက်ပြီးနားဆင်ပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။ ခုလိုအစားဆုံးနားဆင်ပေးခဲ့တဲ့ဒုတိယချင်းစီကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ